2025ခုနှစ်ဧပြီလ16ရက်နေ့တကြံအတက်နေ့မြန်မာနိုင်ငံငလျင်ဒေသအတွက်အထူးမိုးလေဝသသတင်းများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်ဒီကနေ့အလုံးမိုင်းမင်္ဂလာမျိုးရေး IMK Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်တိတိကျကျပြင်ပြဖန်လေးရဒီပြဖန်လေးဖြစ်ပါတယ်ဒီပြဖန်လေးကဒါဒီ AB16 ရဲ့နေ့ဒီတကြံအတက်နေ့အတွက်မိုးလေဝသတရင်တွေကိုဒီမိုးစလဘလော့ကဥထေးတရရနေပြီးတော့ အပြည့်အစုံတင်ပြရထားတဲ့ view file ဒီ view file လေးကျွန်တော်အမိပြသက်တိဆက်ပြီးသားဖြစ်ပါတယ်ကျွန်တော်အမိလည်းဘူးတွေရအနေနဲ့ဒီကြိုတေကောက်ကလေးရအောင်ပြန်လည်ဝင်ပြန်တိဆက်ပြလဲခြင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြန်လည်အဆောင်တက်တိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ကြပါတယ်ဒါဆိုရင်ကျွန်တော်ပြန်လည်လေးဆက်လိုက်အောင်ယူရုကတိုင်းတာကြက်များနဲ့ပေါ်ထားတဲ့ပုံရပစိဖိတ်ဒေသကလာတဲ့လေစီကြောင်းဟာ ထိုင်းပင်လယ်ကိုရတဲ့ထိုင်းနိုင်ငံကိုဖြတ်သွားသလိုပဲအိန္ဒိယသမုတ်တရားလီစီချောင်းကကိုဘိုးကျွန်းမှာရဆိုင်သွားပြီးတော့အိန္ဒိယနိုင်ငံပင်လယ်ကလီလီအကုန်လုံးကဗမာပြည်အလဲပိုင်းကိုဖြတ်ဝင်နေတာတွေ့ရပါတယ်ဒီလိုလီစီချောင်းကတိုက်ခတ်မှုနဲ့ပယ်ဆောင်လာတဲ့တိမ်ငွေတွေရကျွန်တော်တို့မနေ့6နိုင်မှာအခုနေ့လယ်7နိုင်အချိန်အတွင်းမှာကချင်ပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်း မန္တလေးတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်သတင်းဓာတ်တိုင်းတို့မှာမိုးရွာသွန်းနေတာကို တွေ့ရှိရပါတယ်။နေ့လယ်7:00နာရီမှညနေ6:00နာရီအတွင်းမှာလည်းမန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်ပြီးတော့မိုးပွဲရွာသွန်းတယ်လို့ပဲနေပြည်တော်ရဲ့အောက်ဘက်ပဲခူးတိုင်းအထက်ဘက်အေရဝတီတိုင်းရန်ကုန်တိုင်းကယားပြည်နယ်ကရင်ပြည်နယ် မိုးပြင်းနဲ့သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်။အဲ့ဒီအထဲမှာမှာသတင်းနိုင်တိုင်းထဲမှာဆိုရင်နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရပါတယ်။ညနေ6နာရီမှည7နာရီအတွင်းမှုမိုးရတဲ့နိုင်တဲ့နေရာတွေလိမ့်လာတဲ့အခါမှာရခိုင်ပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်တို့မှာ မိုးရွာသွန်းနေတယ်လို့ပဲနေပြီးတော့စစ်တောင်းမြောင်းဟာအေအော်ဒီတိုင်းမကွေးတိုင်းအောက်ပိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုကျွန်တော်တို့သတိပေးပါရစက်ခွန်ရင်းလေးရောက်တဲ့အခါမှာလည်းကချင်ပြည်နယ်စကိုင်းတိုင်းတစ်ပိုင်း မန္တလေးတိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်။ချင်းပြည်နယ်မှာလည်းမိုးဆက်လက်ရွာသွန်းမှာဖြစ်ပါတယ်။အထူးသဖြင့်စပားရိတ်သိမ်းနေတဲ့ EAOD တိုင်းမှာမိုးတော်တော်များများရွာနိုင်တဲ့အတွက်ကြောင့်မလို့မိမိတို့ရိတ်သိမ်းထားတဲ့စပားတွေကိုပုံမိုး view site ပို့အတိပေးလိုပါတယ်။ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းဆက်လက်ရွာသွန်းနေသလို ကရင်ပြည်နယ်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့အခြားအမွန်ပြည်နယ်နဲ့သင်းတိုင်းတိုင်းမှာဆက်လက်မိုးရွာမှာဖြစ်ပါတယ်။လာမယ့်၁၈ရက်နေ့မှာလည်းသခိုင်းတိုင်းမန္တလေးတိုင်းမှာနေရာကွက်ပြီးတော့မိုးများသလိုပဲမကွေးတိုင်းအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ဖက်မှာဆက်လက်ပြီးတော့မိုးရွာသုံးမှာဖြစ်ပါတယ်။ထို့အတူမြန်မာပြည် အလဲပိုင်းအောက်ဖက်ဖြစ်တဲ့နေပြည်တော်ကနေစပြီးတော့စစ်တောင်းမြဝမ်းတစ်ကြောင်မြန်မာပြည်အေရော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ဒေနာရီတိုင်းမွန်ပြည်နယ်တို့မှာလည်းဆက်လက်မိုးများမှာဖြစ်ပါတယ်ကျွန်တော်တို့ကရင်ပြည်နယ်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်လာမယ့်19ရက်နေ့မှာတော့မန္တလေးတိုင်းတဲမှာဆက်လက်ပြီးတော့မိုးပွဲဆက်ကြမှာဖြစ်ပါတယ်ငလင်းဒေသတွေရက်ရှည် မိုးရွာသွန်းမှုရှိပါတယ်လက်ရှိအနေအထားအရကျွန်တော်တို့နောက်ထပ်9ရက်လောက်မိုးရွာမယ်လို့ခန့်မှန်းထားပါတယ်ကြိုတင်ပြင်ဆင်မှုအတွက်မြေပြင်မှာနေထိုင်တဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ဆက်လက်မျှဝေပေးပါ19ရက်နေ့မှာရန်ကုန်တိုင်းပဲခူးတိုင်းစစ်တောင်းမြေမောက်မှာဆက်လက်မိုးရွာသွန်းသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တရင်းလိုက်တိုင်းမှာဆက်လက်ပြီးတော့မိုးရွာရင်းနဲ့ကရင်ပြည်နယ် နေရာဒေသအချို့မှာမုတ်ကြီးနိုင်ပါတယ်ကျွန်တော်တို့အချက်လက်တွေကိုလူတိုင်းရှိကို ဖြန့်ဝေနိုင်မှုအတွက် Telegram စာမျက်နှာအနေဖြင့်အသံဖိုင်ဖြစ်လဲကျွန်တော်တို့တင်ပြထားပါတယ်ရှိပါတယ်ကျွန်တော်တို့ရဲ့ဒီပေးချက်တွေဟာငလင်ဒေသမှာရှိတဲ့လူသားပြည်သူများနဲ့စိုက်ပျိုးရေးလုပ်နေကြတဲ့တောင်သူဦးကြီးများတဲ့ရွယ်ထားတဲ့အတွက်ကြောင့်မလို့မိမိတို့လုပ်ငန်းတူမိတ်ဆွေများကိုလည်းဆက်လက်ပြီးတော့မျှဝေပြီးတော့ အပြည့်ပြလိုက်ကြပါလို့မြစ်တရခတ်ပါတယ်ကျေးဇူးတင်ပါကဲမြေရေကျွန်တော်ပြဖိုင်ဒီတာပါပဲဒါတော့ဒီ AB လ16ရက်နေ့18ရက်နေ့တော့မိုးလေဝသတတိယနေ့ကိုဒီမိုးစလဘလော့ကာဥတီတရနေပြီးတော့ခံမဲတုံးသက်ထားတဲ့ပြဖိုင်လေးဒီပြဖိုင်လေးကျွန်တော်ပြပြသတိချက်ပြတော့ဖြစ်ပါတယ်ဒီကြောင့်လည်းပြသက်ပြီးတော့အမျိုးလိုလေဒီဘူဒရရရဲ့အနေနဲ့ပြန်လို့မြတ်တိချက်ပြလိုက်ခြင်းဖြစ်တယ်ဒီကျူတင်ကာကိုလို့ရအောင်ပေါ့နော် ဟုတ်ကဲ့မြေရီဒီဗျူဖိုင်လေးပတ်သက်ပြီးတော့မြေရီတီမီဆက်ချက်ကိုကျွန်တော်ကောမန့်မှာမက်ချစ်ပေးကလေးရတယ်ကျွန်တော်ရဲ့ channel နဲ့ဘူးတဲ့ရတဲ့အကြောင်းနဲ့ဟာသားပြူမြေတိဆက်ပြီးမှမို့ကျွန်တော်ရဲ့ channel like subscribe နဲ့ like subscribe နဲ့ပြီးတော့ဒီပေးလေးကို ban ခဲ့ပြီးတော့ဆက်ကြည့်ပါလေကျွန်တော်ရဲ့ channel အပကြည့်ရှုသူတရားချင်းနဲ့ကြည့်မြိုက်တင်ပါတယ်နောက်ထပ်ပြီးမှပြန်ဆုံကြမယ်တရား